မင်္ဂလာပါရှင်။ကွန်မီလန်ညူးစ်ကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့မောင်နှမမြို့နယ်မှာ ARSA ကိုအကြောင်းပြပြီးတော့မျိုးလူမျိုးတွေကိုစစ်မှုထမ်းဖို့ AA ကအစည်းအဝေးခေါ်ယူတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။အာရခတတော် AA ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်မောင်နှမမြို့နယ်မှာရိုဟင်ဂျာလက်နက်ကိုင် ARSA ကိုအကြောင်းပြပြီးတော့မျိုးလူမျိုးတွေကိုစစ်မှုထမ်းဖို့ AA ကဖိအားပေးလာတယ်လို့ဒေသခံမျိုးလူမျိုးတွေက ပြောပါရစေ။မောင်နှမမြို့နယ်ကမြို့ရွာ26ရွာကို တရွာဝင်တရွာထွက်နဲ့အေကအသက်16နှစ်ပြည့်တဲ့မျိုးလူမျိုးအမျိုးသားနဲ့အမျိုးသမီးတွေကိုစစ်မှုထမ်းဖို့ပြီးခဲ့တဲ့အောက်တိုဘာ31ရက်နေ့ကစပြီးတော့ဖိအားပေးလာတာပါအေကနိုဝင်ဘာ2ရက်နေ့ကလည်းအဲ့ဒီမျိုးကျေးရွာတွေကိုစစ်မှုထမ်းဖို့အစည်းအဝေးခေါ်ပြီးတော့အိမ်တော်စုစည်းရင်းတွေစစ်ဆေးကောက်ယူထားတယ်လို့မောင်တော်မျိုးနွယ်မှာနေထိုင်တဲ့ဒေသခံမျိုးလူမျိုးတယောက်ကပြောပါတယ်အေကအခုလိုမျိုးလူမျိုးတွေကိုစစ်မှုထမ်းဖို့ဖိအားပေးလာတဲ့အပေါ်မျိုးလူငယ်တွေစိုးရိမ်နေကြတယ်လို့စစ်မှုထမ်းဖို့လည်းလုံးဝဆန္ဒမရှိဘူးလို့ဆိုပါတယ် မောင်နှောမြို့နယ်မှာ AA နဲ့ ARSA တို့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာလုံခြုံရေးအကြောင်းပြပြီးတော့မျိုးလူမျိုးတွေကိုစစ်မှုထမ်းဖို့ AA ကဖိအားပေးလာတာဖြစ်ပြီးတော့အခုရပိုင်းတော့မောင်တော်မြို့နယ်ထဲမှာ AA နဲ့ ARSA တို့တိုက်ပွဲဖြစ်တာမရှိဘူးလို့သိရပါဗျ။ ARSA ကမျိုးခမီလူမျိုးတွေပါဝင်ရခိုင်ပြည်နယ်မှာရှိတဲ့လူမျိုးတွေလွတ်လပ်မှုတရားမျှတမှုအပြင်ငြိမ်းချမ်းစွာနေထိုင်မှုနဲ့စည်းစိမ်ဥစ္စာတွေကိုကာကွယ်ဖို့ရည်ရွယ်ချက်နဲ့ ARSA ကိုဖွဲ့စည်းထားတာလို့အောက်တိုဘာ26ရက်နေ့ကမြန်မာဘာသာရုပ်သံနဲ့ထုတ်ပြန်ခဲ့ပါသေးတယ်။